။ဘာလူလူနဲ့တက်ကနစ်တစ်ခုကိုကြုံလာ။ဆရာတိတ်မပြောဖြစ်တာဒီနှစ်ပိုင်းထဲမှာနည်းနည်းလေးဆရာတိတ်ပြီးချော့ပြောထားတဲ့နေသားကိုပြောပါဆိုရင်တော့ကြာစာပရိဖြစ်ပါလိမ့်မယ်။အခုတစ်ခါတော့ကြာစာပရိသသမီးမိတ်ဆွေတီ2025ခုနှစ်မှာကန်ရှင်နေဘလို့ရှိခဲ့တယ်လေဒါဖြစ်ရင်2026မှာကန်စတာကောင်းအောင် ဘာတွေကိုကောင်းကောင်းပြုလုပ်တင်တယ်လဲဆိုတာကိုဆရာကပြောပြပေးမှဖြစ်တဲ့အတွက်ကျစားပရိသတ်သမီးမိတ်ဆွေတို့ဒီမကြခင်မှာဆရာတို့အခုဆိုရင်ဆရာရိုက်နေတာနိုဝင်ဘာလာလေလောက်ဆိုတော့မိတ်ဆွေတို့အနေနဲ့မကြခင်မှာခရစ်တော်ကိုရွေးအစွဲပြုပြီးရေးဆွဲတာလေပြက်ကရင်တစ်ခုကိုပုံလို့2026ကိုပြက်ကရင်တစ်ခုကိုရောက်ရှိတော်မယ်အဲ့တော့ကျစားပရိသတ်သမီးမိတ်ဆွေတို့အနေနဲ့2026ခုနှစ်တည်းမှာမိတ်ဆွေတို့ရဲ့ကန်ဆာတာအခြေအနေဘယ်လိုရှိခဲ့တယ်လဲဆိုတာကိုဆရာကိုမှတ်မိပါအောင် ဘာမှမပြောမိမှာဆရာငင်နားမှာ2026ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာကြီးမှာယူလို့ရပြီဆိုတဲ့အကြောင်းနဲ့အဲမနစ်ကမရတဲ့မိတ်ဆွေများအဲကြီး CIA ကျွန်တော်မနစ်ကမရလိုက်လို့ပါဆရာမနစ်ကအားလုံးလူစိတ်မရေးပြလိုက်ရတဲ့အတွက်2026ခုနှစ်ဆရာတကြံကြရင်တော့ဆရာတနစ်စာဟောစရံတွေကိုတော့မပြောတော့ဘူးမရေးတော့ဘူးအခုဆရာနားဆရာလည်းမန္တလေးရောအခုဆိုဆောင်ဆရာနေပြီးတော့ရောက်နေဆိုတော့လေအဲ့တော့အဲ ဆရာဗမာခုနှစ်တက်ကလေးကိုတော့တနစ်စာမရေးပြီးတော့ဘူးမိတ်ဆွေတို့အတွက်ကိုဆရာဗီဒီယိုနဲ့ပဲအများစုကို equilibrium ချက်ချက်ရိုက်တင်ပြီးတော့မယ်ပြီးတော့တကြံအတွက် horizon နေလဲဆရာရရအောင်မှာဖြစ်တဲ့အတွက်အဲ26မှာတော့တနစ်စာ horizon နေကိုဆရာအမနစ်ကမရတဲ့မိတ်ဆွေများအတွက်ကိုပို့ပြီးအပြုရေးပေးပါမယ်အဲ horizon ကတော့ပုံမှန်တိုင်းမှာပဲ9000ကျပ်ပါခင်ဗျာအဲဒါအပြင်ဆရာကလအလိုက်ရောင်နေကျိုးချောင်းရမယ့်အရာတွေဘာညာတွေအားလုံးအစုံအပြည့်အစုံပါတဲ့ပြင်ကိုမိတ်ဆွေတို့ရဲ့တူးတကျင်းစီရဲ့ဇာတာကိုဆရာတေချာကိုတွက်စစ်စစ်ပြီး ြီးတော့အဲတေချာကိုဆရာကအဲ့ဒါအတော့တကူကတော့ကျွန်တော်ဝစ်ကြည်တန်းကြီးနိုင်တဲ့ဆရာမဟုတ်ကြောင်းနဲ့မိတ်ဆွေတို့အားလုံးမရရင်တော့ဆရာတက်နိုင်ဆုံးတော့ရအောင်ရေးပြီးမယ်ဆိုတဲ့ကြောင်းနဲ့မနစ်ကမရလိုက်တဲ့မိတ်ဆွေများကြိုတင်ပြီးတော့စာရင်းပေးလို့ရပြီဆိုတဲ့ကြောင်းနဲ့ဖုန်းနံပါတ်0939293416 WhatsApp Telegram Viber နံပါတ်96350505နှစ်မှာပြောကြောင်းနဲ့ကဲအခုတခါတော့ကြာစာပလေးကိုစားလိုက်ရ2020ခုနှစ်ထဲမှာဂျာစာပရိသတ်သမီးမိတ်ဆွေတို့မပြောမိမှာ လက်ရှိ2025ခုနှစ်ထဲမှာဆိုရင်ကျတာပရိသတ်မိမိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုဒီတစ်နှစ်ကအဆိုးပင်ဖြစ်စေအကောင်းပင်ဖြစ်စေကိုကိုတိုင်းကိုကိုကိုတုံးတက်ပြီးတော့ကိုရဲ့အမားတွေကိုရဲ့အလွဲတွေကိုရဲ့အဆိုးတွေကိုရဲ့အငန့်တွေကိုပြန်ပြီးတော့ပြုပြင်ပြီးတော့ကောင်းအောင်ကြိုးစားလိမ့်မယ်ဘာကိုမဆိုအစကနေ reset ပြန်စတင်တင်တယ်ငါတော့ပြန်ပြီးတော့ကြိုးစားတင်တယ်ဆိုပြီးတော့အချိန်ယူအားယူနေတာမျိုးတွေများခဲ့ပြီထင်တယ် ထို့ပြင်ကြစားပရိသတ်မိတ်ဆွေတို့ဒီတစ်နှစ်ထဲမှာဆိုရင်2025ခုနှစ်ထဲမှာဆိုမိတ်ဆွေတို့ကြိုးစားခဲ့သမျှအရာတော့ထင်ခဲ့တယ်ဒါပေမဲ့စိတ်ပန်းလူပန်းစိတ်မောလူမောပြီးလက်ရှိရှင်နေမှာဘာကိုလှုပ်လို့လှောက်ဆောင်အောင်မသိတာမျိုးအပြောင်းလဲတစ်ခုခုနဲ့ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောပြီးတော့မောဟပန်းဟနေပြီးတော့အဲတကယ်တမ်းစိတ်သာရှိပြီးတော့ ခွန်အားစိုက်ဖို့အတွက်အင်မတန်အားနည်းနေတာမျိုးလက်ရှိမှာမိတ်ဆွေတို့နဲ့ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောပြီးငါအရန်ကြီးရဲ့လှုပ်ကြိုးစားလှုပ်ခဲ့တာပဲငါအရန်ကြီးလှုပ်ခဲ့တာပဲဒါပေမဲ့အရာထင်းသင်းတဲ့လောက်လဲထင်းခဲ့တယ်သို့တော့ဒီချက်ပို့ပြီးဆက်လှုပ်ရမှာကိုလမ်းပြောင်းနေတာမျိုးသို့မဟုတ်ရင်ဒီချက်ပို့ပြီးဆက်လှုပ်ခြင်းနဲ့စိတ်တွေအာကုန်နေတာမျိုးတွေဖြစ်ပေါ်နေတဲ့စိတ်မျိုးတွေမိတ်ဆွေတို့ကျင်းတည်ဖြစ်ပေါ်နေမှာအသေးချာပဲဖြစ်တယ်သို့တော့နေရာထိုင်ခြင်းပြောင်းလဲ တိသာအပြောင်းလဲသူမဟုတ်လို့ရှိရင်လူအပြောင်းလဲအပေါင်းသင်းအပြောင်းလဲမိတ်ဆွေအပေါင်းသင်းအပြောင်းလဲတွေများစွာကြုံခဲ့မဲ့နှစ်ဖြစ်ခဲ့တဲ့ကာလဖြစ်ပါလေသူပြင်းအိမ်တွင်းကိစ္စအပွဲစည်းကိစ္စအများကိစ္စပကြီပပုပေတင်ပေတာတင်တဲ့အဆရှိတဲ့လုပ်ငန်းဟောင်းကြီးကိုအတိပြန်လဲစူးစမ်း စဉ်းစားရင်ကောင်းမလားဆိုရင်မိတ်ဆွေများတေးကြပါလေဆရာတို့ February လအတော်အတွင်းမှာကိုပြီးပြအောင်လို့ပါဆရာတို့အခုလက်ရှိဆိုလို့ရှိရင် November December December ဟာနေပြီးတော့ January February လအတွင်းမှာမိတ်ဆွေတို့နေရာတစ်အပြောင်းလဲတစ်လုပ်ငန်းတစ်အပြောင်းတစ်မိတ်ဆွေတစ်ဘာဘူးမဆိုအစ်စ်ပြောင်းလဲလှုပ်ဆောင်မယ်မိတ်ဆွေများချစ်တို့ဆောင်ရလှုပ်ဆောင်မှာကံရဲ့တိုးတက်မှုနဲ့အထောက်အကူကိုအများကြီးရရှိတတ်တဲ့နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့လာမဲ့ February ဆရာတို့ ဒီဇင်2025ကုန်နဲ့ဒီဇင်ဘာနဲ့ဇန်နဝါရီဖေဖော်ဝါရီတလားနှစ်လပိုင်းလောက်မှာပြီးပြအောင်ဆုံးဖြတ်ဆောင်ရွက်ပြီးတော့အပြောင်းလဲနဲ့ဆုံးဖြတ်ပြီးတော့အဲ့ဒီနောက်ပိုင်းကျရင်ရှေ့တိုဆောင်ရွက်ပါလကိုတဖြတ်ဖြတ်ပြီးတော့အပနှစ်ကိုနှစ်ရဲ့အစနဲ့အဆုံးသက်လေးတွေမှာမိတ်ဆွေတို့နေနဲ့အပြောင်းလဲနဲ့ကြီးမမရွေးချယ်စရာလေးတွေပေါ်လာလိမ့်မယ်ဆရာတို့ဒီ2025မှာဆိုရင်နိုဝင်ဘာဒီဇင်ဘာ 2026မှာဆိုရင်ဇန်နဝါရီဖေဖော်ဝါရီလမှာအရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေတူရဲတယောက်တည်းရုံးကန်ရတာမျိုးတွေနေရာတိုင်းချင်းအပြောင်းလဲတွေလုပ်ငန်းအပြောင်းလဲတွေထင်ပေါ်မှုတွေကြော်စောမှုတွေအားသာမှုတွေအရာရာကိုအပြောင်းလဲနဲ့ဆန့်ကျင်ဘက်တွေကိုတေချာကိုရွေးချယ်ပြီးတော့ဆုံးဖြတ်ရမယ်နှစ်ဖြစ်မှာအသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့2025ခုနှစ်ရဲ့စိုးခြင်းကောင်းခြင်း2025ရဲ့အကုံရဲ့အဆိုးအကောင်းဟာမိတ်ဆွေတို့ရဲ့2020 6ခုတက်ရောက်မှာဂျိမ့်တည်တဲ့နှစ်ဖြစ်ကြောင်းနဲ့မစ္စတိုအနေနဲ့ဒီလိုအဆိုးအညံ့တွေကိုတန်ကောင်းမှုတွေရရှိအောင်လို့2025ရဲ့အကုံကန်ဒီမှာကောင်းတဲ့အရာမဆိုးတာတွေကိုတစ်ခါတည်းလက်ရှိမှာဂါလာမှာပြီးပြတ်အောင်ဆုံးဖြတ်ဆောင်ရွက်ထားတဲ့ဂါလာဖြစ်ပြီးတော့2026ကိုကံကောင်းမှုတွေကောင်းတဲ့အရာတွေကိုမပြီးမပြတ်ပဲခေါ်သွားတာအကြောင်းမဟုတ်ပြင်မဲ့2020ငါးခုနှစ်မှာအဆိုးတွေအညံ့တွေကိုမပြီးပြတ်အောင် ဆုံးဖြတ်ခြင်းကြံ့ကြာခြင်းဟန်တားခြင်းဆုံးဖြတ်မှုတွေဒီလေးဖြစ်နေရင်တော့မိတ်ဆွေတို့2026မှာလဲတုံရင်တုံရင်နဲ့ပဲနှစ်ဝက်လောက်ကိုသွားလိုက်မှာပြေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရအညံ့နေဂျိုးစိုးဂျုံညံ့နေအားလုံးကိုဟိုတင်နှုံးသားနဲ့လှိတဲ့ကဲသူဒါမှမဟုတ်ရင်လဲ မိတ်ဆွေတို့နည်းအပခတ်ဟိုစွနာလူပေါ့ဆရာတို့နွယ်ကျိုးကိုဓာတ်နဲ့တုံးကနေဖြတ်လိုက်တယ်လို့မျိုးတခါလေပြက်ပြက်သားသားရေရဝန်းနဲ့ဆုံးဖြတ်ဆောင်ရွက်မှသာ2026မှာတော်ခါကြမဲ့နှစ်ဖြစ်ကြောင်းနဲ့2026ရဲ့အဆူအညံ့တွေကို 2025ရဲ့အစိုးညံ့တွေကိုပြီးပြတ်အောင် အဆုံးသတ်ထားတင်ပြီလို့ဆရာကမြင်တယ်။ဒါမှသာ2026မှာမိတ်ဆွေတို့အနေနဲ့ဆရာတို့ mass တကူးကြော်လောက်ကစပြီးတော့ခြေတို့ပြီးတော့ကံကောင်းမှုတွေဟာကျင်းသေးပေါ့ပြည့်ပြည့်ရောဝါရမယ်ဆိုတဲ့အကြောင်းနဲ့နှစ်ရဲ့အစလေးမှာတော့ညံ့ချောင်းနဲ့နှစ်ရဲ့အဆုံးသတ်ကလေးမှာညံ့ချောင်းနဲ့2026ဟာကျသာပတိသားသမီးမိတ်ဆွေများဖို့အစနဲ့အဆုံးသတ်ကလေးတွေမှာနည်းနည်းလေးမပြီးမပြတ်တဲ့အတိတ်ရဲ့အနာရဲ့ ဖြစ်ခဲ့ပြီးသားအရာတွေပြီးခဲ့ပြီးသားအရာတွေလောက်ခဲ့ပြီးသားအရာတွေရီစားဟောင်းမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းအဆက်ဟောင်းမိသားစုဟောင်းအိမ်တော်ဟောင်းအမှုဟောင်းငွေကြေးဟောင်းအဟောင်းတွေကပြန်ပြီးတော့တက်ရောက်လှိုင်းထားတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ပြီးပြအောင်ဆုံးဖြတ်ဆောင်ရွက်ထားတဲ့နဲ့နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်ကြောင်းနဲ့2020 6ခုနှစ်ကိုကန်စာတာကောင်းစီရန်အတွက်ဆိုရင်တော့ဘာတွေကိုပြုလုပ်တင်တယ်လဲဆိုတော့ရေဒီယိုအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ2026မှာကန်စာတာကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့လူ3မျိုးကို လူသုံးမျိုးကိုဇီဝိတဒါနကုသိုလ်ပြုလုပ်တဲ့မှာလေကိုယ့်ထက်အသက်ကြီးတော်သူကိုနဲ့အသက်ရွယ်သူကိုချုပ်တဲ့တဲ့သူကိုယ့်ထက်အသက်နှိမ်ပါပြီးချုပ်တဲ့တဲ့သူတွေကိုဇီဝိတဒါနအဲ လေပြုလုပ်လိုက်တာမျိုးသို့မဟုတ်လို့ရှိရင်စေဝါလူဒန်းနာမျိုးကုသိုလ်လေးငွေကြီးလေးတတ်နိုင်သလောက်စေဘဝါပါလေးဒါကတော့စေဘဝါက၄ပါဆိုပြီးတော့မိမိတို့တတ်နိုင်သလောက်လေးတွေလူ၃မျိုးကိုတစ်ခါလူရင်၃မျိုးကိုစခွဲပြီးတော့မိမိတတ်နိုင်တဲ့အတိုင်းတားလေးနဲ့လူလိုက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကန်ဆာတာတိုးတက်မှုနဲ့ကောင်းမွန်မှုတွေဂျာစာပရိသသမီးတွေရရှိမှာအသေးစားပဲဖြစ်ကြောင်းနဲ့မိတ်ဆွေဂျာစာပရိသသမီးတွေဟာ၂၀၂၆မှာ 2025မှာပြည်လျင်းနိုင်ခဲ့သမျှ2026မှာမပြီးမပြတ်ဖြစ်ခဲ့သမျှ2025မှာမပြီးမပြတ်ဖြစ်ခဲ့သမျှ2025မှာသင်ပေါ်ခဲ့သမျှ2025မှာအလီလိုက်ခဲ့သမျှ2026မှာရဲရဲကြီးစ조사ဆုံးဖြတ်ဆောင်ရွက်ရမယ်နှစ်ဖြစ်ကြောင်းနဲ့မိတ်ဆွေတို့အစနဲ့အဆုံးသက်ကလေးတွေမှာနှစ်ရအစတလားနှစ်လားနဲ့နောက်ဆုံးဆရာတို့နိုဝင်ဘာဒီဇင်ဘာမှာနည်းနည်းလေးကန်စတာရဲ့ ဆရာတင်းနဲ့မြန်မာပြည်ရဲ့စာတာအခြေအနေကလည်းဆရာတိကျတော့မကြည့်ရသေးဘူး၂026မှာ7လပိုင်းနဲ့7လပိုင်းလောက်မှာကန်စာတာရဲ့တဟုန်တို့အဲတိုင်းပြည်စာတာကြီးကလည်းအကောင်းဘက်ကိုလုံးဝအဆူရီယာနေလွတ်မြောက်ပြီးအကောင့်ဘက်ကိုရောက်ချိလာတော့မှလည်းကျင်းတည်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကျန်စာပရိသတ်သမီးများအနေနဲ့ပြင်ဆင်ထားသင့်ပြီးကံကောင်းမှုတွေအားလုံးထပ်တူတူပါသွားရအောင်တကူကရှေ့ရောက်နေအောင်ကြိုးစားသင့်တယ်ပြီးတော့ နောက်တစ်ခုကလူငယ်တွေလူငယ်တွေဆိုလို့ရှိရင်အချိန်ရင်းနဲ့ပတ်သက်ရင်လည်းပြ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 အဆုံးဆုံးပြပြဆောင်ရွက်တင့်တော်နှစ်ဖြစ်ပြီးတော့မပြီးမပြတ်မှုတွေဟာမိတ်ဆွေတို့အတွက်ကို2026မှာစိတ်ညစ်စရာလေးတွေစိတ်သောကလေးတွေပေးတတ်တော်နှစ်ဖြစ်ကြောင်းနဲ့ပညာရေးကိစ္စဘာသာရေးကိစ္စသင်တန်းကိစ္စတွေကလည်း2026မှာမိတ်ဆွေကျက်သာပရိသတ်သမီးတွေတို့ကတဟုန်တို့ပြန်ပွင့်လာမယ်။တေချာတဲ့2025မှာတော့ကျက်သာပရိချူအားနေခဲ့တဲ့အတွက်ပညာရေးကိစ္စလေးတွေအဲ အသင်ယူမှုအတက်ပညာနဲ့ပတ်သက်တာတွေအိမ်နွေးရေးကိစ္စလေးမှာအဆင်မပြေမှုလေးတွေကြံ့ကြံ့မှုတွေအများကြီးကြုံခဲ့ပြီးမြဲ2026မှာအဲ့ဒါတွေအားလုံးကစနစ်ပါတဟုံတို့ပြန်ပွင့်လာမှာတကူးကြော်လောက်ကြံပွင့်လာမှာဖြစ်တဲ့အတွက်စာသာပိသာသမီးမိတ်ဆွေများပညာရေးကိစ္စဘာသာရေးကိစ္စသင်တန်းကိစ္စ ်အဖွဲ့အစည်းအတတ်ပညာအသိပညာဆိုရှယ်မီဒီယာပကြီပပုဘေးဒင်းဘေးဒါစံကြံတရုပ်ဆောင်အမှုပညာတခုမှနဲ့ပတ်သက်ဘာကိုမဆိုရှစ်တိုးလှောက်ဆောင်ရန်အတွက်တော့မိမိရဲ့ယူရချက်တွေကိုအိမ်မက်တွေ dream to can to အိမ်မက်တွေနောက်ကို live တဲ့နဲ့နှစ်ဖြစ်တဲ့အတွက်ဂျာစာပရိသတ်ရမိတ်ဆွေများအနေနဲ့တကူးလောက်ကြော်ရင်တော့အထူးကြော်ရပြီလို့သာမှတ်ပြီးတော့ဟောတက်ကျိုးရင်လက်ထိုးလော်မယ်ဆိုတဲ့စိတ်နဲ့ပဲအားတင်းထားပါဦးမိတ်ဆွေ2026မှာထင်ပေါ်ခြင်းကြော်စောခြင်းတွေဟာ 2025မှာထင်ပေါ်ကျင်းကျော်စွာခြင်းနေရ2026အတွက်တော့အပိသက်ဆရာနဲ့ချီတူအောင်မြင်မှုနဲ့ကံကောင်းမှုတွေကျင်းသေးတယ်ကိုယ့်ရဲ့အမိနာမခံပြီးတော့အိတ်တွန်ဖာမောက်ရောက်ရှိလာမှာဖြစ်တဲ့အတွက်အားတင်းထားပါလက်ရှိကာလမှာတော်တိယော်တိကလေးတာငင်းငင်းကလေးနေပါတကူးကြော်ရင်အတူပြောရပြီလို့ပြောရင်းနဲ့တောက်ကြတွေအတွက်ကိုအရောက်သွားကြရအောင်